ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအကဆော်ရေးသားထားတဲ့စုံမကြီးတော်ပြင်းနဲ့အနောက်ရောင်ပရပိုက်အပိုင်း59ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဖေးနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျမကတော့အစီအစဉ်တစ်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် မဲပြင်းနဲ့ကဝေသာရဘူဘူတို့မှနန်းဆောင်ကြီးအတွင်ကိုတက်လာခဲ့ကြပါရယ်။ရွှေအောင်နန်းဆောင်ကြီးစီကိုရောက်တဲ့အခါမှာရွှေအောင်နန်းဆောင်အတွင်ဘသူမှမရှိပဲရှင်းလင်းနေပါရယ်။ရှင်ထူးမရှိရနဲ့အန်ကိုက်ပဲ။ကဝေသာရဘူဘူမှရွှေအောင်နန်းဆောင်ကြီးတနည်းအားကိုသွားလိုက်ပြီးရဲ့နောက်ပေးစာများထည့်ထားတဲ့အနေရောင်စားတဲ့ကြီးတစ်ခုအနီကိုတုတ်ကက်ခဲ့ပါရယ်။စာရည်ကြီးကိုကျွတ်နတ်သားနဲ့ပြုတ်လုထားပြီးတစ်စိအနဲ့ရောင်တွေနဲ့ကနုတ်ပန်းတွေနဲ့အနုအလှတွေကိုဆင်ရင်ထားပါရယ် ကဝေတာရပူပူကမေပြင်းစီကနေတော်ရန်ကိုတာယူလိုက်တဲ့အခါမှာမေပြင်းကအနှံ့အောင်တော်ချောင်းကိုလှမ်းပြလိုက်ပါရီဒီစားရိုက်ပုံကဘာရီများထူးကြနေလို့လဲပူပူအဖိုးတန်တဲ့အရာတစ်ခုကိုထင်းထင်းထားတယ်လို့တော့ပြောလို့ရတယ်မေပြင်းကဝေတာရပူပူကတော့ပေါ့အနီကိုတော်ရန်ကိုတူကန်လိုက်တာနဲ့တော့ပေါ့အတွင်မှာရှေးပွဲလက်တန်းလိုမျိုးအနှံ့အောင်လက်တန်းတွေထပ်ပေါ်လာကတော်ရန်ကိုဆွဲယူပြီးအလိုလိုထည့်သွင်းလိုက်ပါရီတော်ရန်ဝင်သွားပြီးရနဲ့စားရိုက်ကြီးရဲ့အပေါ်မှာရေးဆွဲထားတဲ့အနုတ်အလှကနုတ်ပန်းတွေက အသက်ဝင်လာပြီးတော့ပြော့ပြောင်းလာပြီးသူ့အလိုလိုလှောက်ရှားပါရယ်။ကနုတ်ပန်းတွေကစားရိုက်အောက်ခြေမှာတွားရောက်စူးစီးပြီးတဲ့အခါမှာစားရိုက်အဖုံကြီးကသူ့အလိုလိုပင် ပွင့်ထွက်သွားပါရယ်။မဲပြင်းကအတွင်မှာဘဲအရာတွေရှိနေရဆိုတာကိုသိချင်တာကြောင့်စားရိုက်အတွင်ကိုငုံကြည့်လိုက်တဲ့အခါမှာအလွန်စိတ်ကပ်ပြီးတော့ပြစ်ချွဲတဲ့အနက်ရောင်အရှိများသာရှိပါရယ်။နောက်ကိုဆုံးမဲပြင်းဒီအရာတွေကလူသားနဲ့ထိတွေ့လိုက်တာနဲ့အသားအရည်တွေကိုအငွေ့ပြန်သွားစေနိုင်လောက်တဲ့အထိပြင်းထန်တဲ့အဆက်အရည်တွေပဲ။ဒီထဲမှာဒီအရည်တွေပဲရှိရလား။ ကဝေတာရာပူပူကဂန်းခါလိုက်ကစာရိုက်ပုံးအတွင်းမှာရှိတဲ့အရေးတွေအပေါ်ကိုလက်ကိုဖြန်ဝင်လိုက်တဲ့ခါမှာတော့အရေးတွေကလှုပ်ရှားလာပြီးရဲ့နောက်အစိတ်ရည်များအောက်ခြေမှာအနက်ရောင်ပရော့ပိုက်တစ်ခုကတိုးထွက်လာခဲ့ပါရယ်ပရော့ပိုက်မှာခတိသေးသာဖြစ်ပြီးတထွားကန်သာရှိလျပါရယ်ကဝေတာရာပူပူကပရော့ပိုက်ကိုလက်နဲ့အသားယူလိုက်ပြီးရဲ့နောက်မေပြင်းကိုပြသလိုက်ပါရယ်မေပြင်းကပရော့ပိုက်အသေးလေးကိုလက်နဲ့ပုတ်သက်ကြည့်နေမိပါရယ် ပရပိုက်အဖုံမှာစာရီရေးသားချပြီမဲ့လေမေပြင်းကစာမဖတ်တတ်တဲ့အတွက်ဘယ်အရာတွေရေးသားထားတယ်ဆိုတာကိုမသိရပါဘူးဒီပရပိုက်ကအိမ်ပြန်မှုအတွက်ကူညီပေးနိုင်တယ်ဆိုတော့ဘလို့ပရပိုက်မျိုးမှလေအဲ့ဒါမေရော်ရီလိုက်နာမယ်စီကံနဲ့တာဝန်တွေကိုရေးသားထားတဲ့ပရပိုက်ပဲအခုဒီပရပိုက်ကိုရပြီဆိုတော့ဘာဆက်လုပ်မှာလဲမင်းတို့အရှိမေရော်ကနေနေထားတယ်မဟုတ်လားဒီပရပိုက်တရားစီကံတချို့ငါတို့သဘောနဲ့ငါတို့ပြင်လိုက်မယ်ဆိုရင်မင်းအိမ်ပြန်လို့ရနိုင်လောက်မှာပါမေပြင်းမှာအတက်သွားပြီး ။အိုဒါဆိုလေပူပူရဲ့ခမင်မြန်ကလေးပြင်ပေးပါတော့။ကဝေတာရပူပူကပရပိုက်ကိုလှမ်းယူလိုက်ပါရီ။အဲ့နောက်ပရပိုက်ကိုဖွင့်လိုက်တဲ့အခါမှာစာသားတွေကိုလှမ်းလောဖတ်ရှုပါရီ။ပရပိုက်မှာပေးစာချက်တွေကိုဘာကြပုံစံတွဲဆက်ထားခြင်းဖြစ်တဲ့အတွက်အတွဲလိုက်လှမ်းလောဖတ်ရှုရနိုင်ပါရီ။တနေ့အရောက်မှာတော့ကဝေတာရပူပူကပရပိုက်ကိုရတန်းလိုက်ကလက်ထဲမှာကညစ်တချံကိုဖန်ဆင်းလိုက်ပါရီပရပိုက်မှာမရှိမီမေပြင်းအောင်တချံကြည့်လိုက်ပြီးအခုငါတို့တွေလုံနေတဲ့အလုတ်ကအလုံကုန်မှကြည်လေတဲ့အပြစ်တစ်ခုပဲမေပြင်း တစ်ချိန်မဟုတ်တစ်ချိန်ရှင်ထူအားသိသွားမှာပဲအဲ့ခါကျရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကမသေးဘူးနော်မေပြင်းအခုအချိန်မင်းစိတ်ပြောင်းကျင်နေရဆိုရင် Hori Parabike ကိုပြင်ဆင်နိုင်မလို့ပဲဒီတိုင်းပြန်ထားလို့ရတယ်ကျုပ်စိတ်ကိုအစင်သင်ပြင်ဆင်ထားပြီးသားပါပူပူကျုပ်ဒီအထီရောက်နေတော့မှနောက်ပြန်လဲစားအကြောင်းမရှိတော့ဘူးကဝေတာရပူပူကကောင်းတဆက်ဆက်နှိပ်ပြီးလောက်ပြီးသွားရင်နောက်ပြန်လှည့်လို့လည်းမရတော့ဘူး။ကဝေတာရပူပူကကញ្ញင်းနဲ့ပရပိုင်မှာတင်လိုက်တဲ့အခါမှာကញ្ញင်းမှာသူ့အလိုလိုလေးပေါ်ပြန်တက်လျက်ရှိပါရဲ့ ကညက်စရဲအရာကတန်ဆူးချုံကလေးတစ်မျိုးချက်ပြီးတော့ပေဇာပရပိုက်တေပေါ်မှာစက်လုံးတွေရေးထွင်းဖို့အတွက်အသုံးပြုပါရည်။တစ်ဖက်မှာတန်ကျွန်းတထားပြီးတော့တထွားခန့်ရှိရဲ့လက်ကင်တစ်ခုရှိပြီးစင်စွဲသားနဲ့ပြုလုပ်ထားတာပါ။လက်ကင်ရဲ့အဆုံမှာတော့တောင်းပြီးတစ်ခုကိုအလားစင်ကတထားပါသေးတယ်။ဒီကြမ်းကြီးဟာမေယိုရီလိုက်နာမက္ကန်တာဝန်နဲ့ဝတ်တရားတွေကိုရေးသားထားတဲ့မူရင်းကြမ်းကြီးပဲ။ ဒီကြမ်းကြီးမှာရေးသားထားပြီးသားအချက်တွေကိုပြည့်ဖြတ်လို့မရပါဘူးမြေအခါအားလျော်စွာစီကံကျက်အသစ်တွေကိုထပ်ပြီးတော့ဖြည့်ဆွက်ရေးသားနိုင်တယ်ဒီမူရင်းကြမှာရေးသားပြည့်စည်တဲ့အခါအသစ်ရေးသားထားတဲ့အချက်တွေဟာဒီကြမ်းနေပွားထားတဲ့မူပွားကြမ်းတွေအကုန်လုံးမှာတွားပြီးတော့ပေါ်တဲ့ဒါဖြင့်မမေရမူရင်းကြမ်းကိုထင်းထင်းထားပါဘောနော်ဒါနဲ့ထူးခြားတာတစ်ခုက तू ကမူရင်းကြမ်းကိုကန်ဆောင်ထားပြီးမြေဘာဖြစ်လို့သူ့စိတ်ကြိမ်မပြန်တာလဲဘာလို့လဲဆိုတော့ဒီကြမ်းကိုမေရော်တွေကပြင်ဆင်ခွင့်မရှိဘူးဘယ်လိုပြောလိုက်တယ်ပူပူဟုတ်တယ် မေရော်ရီစတင်ပေါ်ပေါလာတဲ့ဟိုးပကံခေဥကရေကမင်းနဲ့ပရောဟိတ်တွေကမေရော်ရီလိုက်နာမယ်စီမင်းတွေကိုရေးသားပြီးတော့ထင်းချုပ်ခဲ့တယ်။မေရော်အစ်စ်တင်မြောက်တဲ့အခါတိုင်းမှာမေရော်အစ်စ်ကဒီကြမ်းကြီးမှာပါတဲ့စီကံတွေကိုလိုက်နာပါမယ်ဆိုပြီးတော့တိုင်တယ်ပြီးချိန်ဆထားတယ်။မေရော်ရီရဲ့စီကံကိုမေရော်ရီကိုယ်တိုင်မပြင်ရပါဘူးဆိုပြီးတော့ဒီကြမ်းထဲမှာအတိအလင်းရေးသားထားတယ်။ဒါဖြင့်ဘသူကပြင်ဆင်နိုင်တာလဲ။မေရော်ရီကိုနယ်လေးနဲ့ခွဲပြီးတော့အုပ်ချုပ်စေတဲ့အခါမှာအဲ့ဒီမေရော်လေးပါရဲ့အအုပ်အချုပ်ဖြစ်ကဝေတာရဘိုးဘူးကြီးဆိုတာကိုခံထားတယ်။ ကဝေတာရပူပူဆိုတာကဝေတွေရဲ့အချုပ်မေတော်တွေရဲ့အချုပ်ပဲရှေးရကဝေတာရပူပူဆိုတာမင်းညီလာခံကိုတက်ရောက်ရပြီးတော့မင်းထံပါမှာခါစားရတဲ့အမတ်ကြီးတူဆိုရင်လည်းမမှားဘူးပေါ့ဒါဆိုရင်ပူပူကမေတော်တွေကိုနိုင်တာပေါ့နော်အရင်တုန်းကတော့ဟုတ်တယ်မဲပြင်းမှာကဝေတာရပူပူရဲ့စကားကိုကြားလိုက်တဲ့အခါမှာမျက်မှောင်ကျုံလိုက်ပြီးအရင်တုန်းကတော့ဟုတ်တယ်ဆိုတော့အခုတော့မဟုတ်ဘူးဆိုတဲ့သဘောလားကဝေတာရပူပူကခေါင်းကိုညှိရင်ငါကကဝေတာရပူပူငါးဆက်မြောက်ကိုစက်ခံနေသူပဲ။ ကဝေသားရပူပူတွေဆိုတာများသောအားဖြင့်ကဝေကြီးတွေဖြစ်တယ်။ကဝေအတက်ကိုတစ်ဖက်ကန်ခတ်တက်မြောက်တဲ့သူတွေပေါ့။ဒါပေမဲ့ငါကဝေအစင်လောင်နေတော့မရက်တန်းခြင်း။ဒါကြောင့်ဝိဇာတို့အဖြစ်နဲ့အသက်အတိုင်းစားမရှိနေခြင်းနဲ့ကျင့်စဉ်တွေကျင့်ပြီးတော့တိတ်တိရှင်မဟိတိရှင်ဖြစ်ခြင်းနဲ့ဒါကြောင့်ဝိဇာဖြစ်မဲ့ကျင့်စဉ်တွေကိုကျင့်ကြံခဲ့တယ်။အဲ့ဒီအခါမှာရှင်ထုဟာငါအကူအညီအများကြီးပေးခဲ့တယ်။ဒါဆိုအခုပူပူကဝိဇာတို့ဖြစ်သွားပြီလား။ဖြစ်သွားပြီလို့ပြောလို့ရတယ်။ တိတိစေပေါအောင်မြင်ပြီးတော့မဟိတိ125ပါးနဲ့ပြည်စုံပြီးဇန်လေးပေါရရှိခဲ့လို့ဟောရီဆက်ကြတဝါလာတခွင်လုံးမှာစိတ်တကူးနဲ့လှည့်ပတ်ပြီးတော့သွာလာနိုင်ခဲ့ပြီလေပူပူဟာဒီလောက်ဆန်တာမေမေကြီးတို့များကြောက်နေရသေးသလားကြောက်တယ်လို့တော့ပြောလို့မရဘူးတူးနဲ့တူးကျေးဇူးပြုနေတယ်လို့ပြောရမယ်ငါဝိဇာမဖြစ်ခင်ကရှင်ထူးစရာကျင့်စဉ်အကူအညီတွေအများကြီးယူခဲ့ရတယ်မင်းတည့်ရဲ့အတိုင်းပဲရှင်ထူးကကျင့်စဉ်တွေထူးခြားတဲ့အရာတွေကိုစုဆောင်းရတာဝါသနာပါတယ်ဆိုတော့သူ့စီကကျင့်စဉ်ကြမ်းတွေကိုငှားရမ်းဖတ်ရှုပြီးတော့လေ့လာလိုက်စားခဲ့ရတယ် အပြန်အလှန်နေနဲ့သူကငေါ့တစ်ခုတောင်းဆိုခဲ့တယ်။ဘာတောင်းဆိုခဲ့တာလဲ။အဲ့ဒါကတော့ကိုဝေတာရဘူပူကမေရော်ရီရဲ့လိုရက်ကိုသိနိုင်ပေမဲ့လဲဆော့ဖတ်ပိုင်ခွင့်မရှိဆိုရဲစီကံချက်ကိုချက်ဖြည့်ပေးဖို့ပဲ။ဟမ်။ဘူပူကအဲ့စီကံကိုတကယ်ပဲဖြည့်ပေးခဲ့တာလား။အဲ့တော့ကငါဝေးစာတို့ဖြည့်ရေးစူးစမ်းနေတဲ့အချိန်ဆိုတော့သူပြောတာလက်ခံခဲ့ရတယ်။ဒါနဲ့ပဲဟော်ရီပရော်ပိုက်ကြီးထဲမှာငါကိုရိုင်ငါလည်းရင်းနဲ့အဲ့စီကံဖြည့်ဆက်ခဲ့ရတယ်။ဒါကြောင့်ဒါကြောင့်မေမေကြီးအပါဝင်မေရော်ရီကလှုပ်ချင်လှုပ်ပြီးတော့ထင်ရဆိုင်နေကြတာကို။ အခုတော့မင်းအတွက်နဲ့ဒီကြောင်နောက်တစ်ခါထပ်ပြင်ရတော့မယ်။ဘဘိုးကဘလို့ပြင်မဲစိတ်ကူးလဲ။မေရော်ရီကစိုးသွမ်းတဲ့သူတွေကိုနည်းနည်းပိုင်ခွင့်ရှိရမှာမဟုတ်လား။ဒီအချက်ကိုပြင်လို့မရပါဘဲမင်းအိမ်ပြန်ဖို့အတွက်အချက်တစ်ခုကိုထပ်ဖြည့်ခြင်းနဲ့အဲ့ဒါကတော့စုံတယောက်ရဲ့ဇာတိချက်မြုပ်မွေးရမြည်ကနေနည်းနည်းခွင့်မရှိဘူးဆိုတာပဲ။မေပြင်းမှာသဘောကျသွားကကောင်းညင်လိုက်ပါရဲ့။ကောင်းတော့ဘဘိုးရဲ့ကျောက်ကအိမ်ပြန်ကျလာပြီးမြ мян သာရွေးပါတော့။ကဝေတာရာဘဘိုးကချောင်းတစ်ချက်ဟန်လိုက်ပြီး စင်းမြင်58အရာမေရော်တူသည်စုံတူအား၎င်းနေထိုင်မွေးဖွားခဲ့သည့်ဇာတိချက်မြုပ်ရာဒေတာမှနေမနှင်နိုင်မီမြည်သည့်မေရော်ကမြည်သည့်အရာမှနေနှင်ထုတ်တော်လေစုံတူအတွက်ဇာတိချက်မြုပ်မွေးဖွားရနေရသည်နောက်ဆုံးနားခွန်ရအရှက်ဖြစ်နေငင်းငင်းချမ်းချမ်းနေစေရမည်ကဝေတာရာပူပူကပြောဆိုလိုက်တဲ့အခါမှာတောင်းမီတက်ထားတဲ့ကညမှာပရပိုက်အတွင် အလွန်လိုရှိသားနေပါရယ်ပြီးတဲ့အခါမှာကဝေတာရာပူပူမှာပရပိုက်ကိုကျွတ်နှက်စားလိုက်ကြည့်အတွင်ပြန်ထေကသိမ်းဆဲလိုက်ပါရယ် ငါမင်းကိုကူညီနိုင်သလားကူညီခဲ့ပြီးပြီမေပြင်ကျွန်တော်တော့မင်းရဲ့ကိစ္စပဲကျုပ်မရှင်းတာတခုတော့မေးချင်တယ်ပူ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 ကကျုပ်ကိုဘာဖြစ်လို့လိုက်ပြီးတော့ကူညီနေရလဲငါအမှန်တိုင်းပဲပြောပါမယ်မင်းကဒီညမှာရှိမနေသင့်ဘူးမေပြင်ဒီအရက်ဟာမင်းနဲ့မအပ်စပ်ဘူးမင်းဒီမှာဆက်နေမယ်ဆိုရင်မင်းရောတခြားသူတွေအတွက်ရောကောင်းတာတွေထက်ဆိုးတာတွေကြီးဖြစ်လာလိမ့်မယ်အဲအကြောင်းကမင်းကိုကူညီရတာကဝေတာရာပူပူကပြောဆိုပြီးတော့နန်းဆောင်တွင်အနေထွက်ခွာသွားပါရဲ့မေပြင်လည်းကဝေတာရာပူပူပြောထားတဲ့စကားတွေကိုတွေ့တော့ကကောင်းငြိမ်လိုက်ပါရဲ့ မဲ့ပြင်းထွက်ခွာသွားပြီးမဲ့လေမဲ့ရောရှမင်းမှာနေမထိထိုင်မသာဖြစ်နေပါရဲ့တနေ့တည့်ရက်မှာအေးအေးလူလူအိတ်ဆက်ရရဲမရှိအိမ်မထင်းမှာမဲ့ပြင်းကလိုက်လံခြောက်လန့်နေရပါမဲ့ပြင်းညီကမသေးသေးဘူးညီမသေးသေးသေးပြီးငါရဲ့စိတ်တွေတည့်ရက်မှာအေးချမ်းရတယ်ဆိုတော့မရှိဘူးမဲ့ရောရှမင်းမှာရေရွတ်နေမိပါရဲ့မဲ့ပြင်းမသေးသေးသေးပြီးတနေ့ငါစီကိုပြန်လာမှာပဲပြီးတော့သူ့ကိုလည်းအနောက်မဲ့ရောကမွေးစားသွားတယ်မဟုတ်လားတကယ်လို့ဒါအနောက်မေရောစီကနေပညာရေးရပြီးတော့ပြန်လာခဲ့ရင်သူငေါအရင်ဆုံးလာရှာမှာပဲငေါအရင်ဆုံးလာဆိုင်ခေါ်မှာပဲ မေရောကအဲ့အတွေ့တွေနဲ့မပြောင်းမမွေ့နိုင်ဖြစ်နေရပါအဲ့အဖြစ်ကိုလက်အောက်ငယ်သားတွေကကြားသိရတဲ့အခါမှာမေရောကိုနှစ်သိမ့်အားပေးပါရယ်မေမေဖုရားစိတ်မပူပါနဲ့မေပြင်းအောင်မေမေဖုရားဟောဒီအရှိနေရနေနေနေထားပဲဥစ္စာတော့ဘယ်လိုလုပ်ပြီးပြန်လာနိုင်မှာလဲဟဲ့တုံမေစာအမေကပညာအရာမှာတစ်ဖက်ကန်ခတ်အောင်တက်မြောက်တယ်လူဟဲ့ပြီးတော့သူ့ငါရဲ့လက်ထံနဲ့ကဲထုတ်သွားတာကထူးဆန်းနေတယ်မမေဖုရားရေတကယ်လို့ तू ကပညာအရာမှာထူးချွန်သွားတယ်ပဲထားပါဦးမမေဖုရားနေနေထားတဲ့အရက်ကို तू ပြန်လာတာဟာစိတ်ကနဲ့မှမလျော့ညီရပဲမဟုတ်လား ူအာသူဘာကြီးဖြစ်နေဖြစ်နေဒီစည်းကမ်းတွေကိုဖောက်ဖျက်လို့ရှင်တလောကလုံးနဲ့တောင်ဖြစ်သွားမှာပေါ့မဲရောရမင်းကခေါင်းခါလိုက်ပြီးညီတို့မသိပါဘူးအေးငါစိတ်တဲ့အလိုလိုခံစားမိပြီးသားပါအေးသူပြန်လာလိမ့်မယ်သူအရှိကိုပြန်လာလိမ့်မယ်မဲရောအားဖြောင်းပြများရတဲ့အတွက်လက်အောက်ငယ်သားတွေစိတ်ညစ်ကုန်ကြပါရဲ့မဲရောမှာနန်းဆောင်ကြီးအတွင်ရှောင်းလန်းလာရင်ကြိမှန်ကြီးတစ်ချက်အရှိမရက်တန်လိုက်ပါရဲ့ဘာတီမေပြင်းပြန်လာမယ်လို့ကြောက်ရစိတ်ထဲမှာထင်နေမိတယ်ဘာတီတက်အပ်တဲ့နက်ခတ်ကိန်းကဘေးရင်ပညာရိအရာနည်းနည်းပေါပါကြည့်ပေးစမ်းမအောင် မန်နေမှာအဖြူရောင်ဝစ်စုံကိုဝစ်စင်ထားတဲ့ပုံနာကြီးတယောက်ပေါ်ပေါက်လာခဲ့ပါရယ်ပုံနာကြီးမှာအတန်ကြာအောင်စဉ်းစားပြီးတဲ့နောက်ပြန်လာလိုက်မယ်သူမကြခင်အရှိအယက်ကိုပြန်လာလိုက်မယ်ပုံနာကြီးစကားမှာမှားယွင်းရုံမရှိတာမို့လို့မေတော်ရမင်းမှာအလွန်ထိတ်လန့်သွားပါရယ်ကိုလိုနီခေတ်ကျတာမို့အစအစရရတိုးတက်ပြောင်းလဲလာခဲ့ပါရယ်မြင်းသာရွာကလေးမှာလည်းမြို့အဆင်ဖြစ်လာကကိုလိုနီအုပ်ချုပ်ရေးရန်နေရာများရုံးဆိုင်လာတဲ့မြို့ကလေးဖြစ်လာပါရယ် မြို့ပြအင်္ဂါရက်ဖြစ်တဲ့အစိုးရအစာအုပ်ရေးကြောင်စေယုံပလိတ်ကတ်တဲများတိဆောင်လာကကာလာမကြီးတခုကိုလည်းဖောက်လုပ်ခဲ့ပါရယ်အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့အတွက်လူမျိုးကြမှာလည်းရေးကြီးရမျက်နှာကိုပြောင်းရွှေ့လုပ်ကိုင်းခဲ့ကြရမှာမြိုင်သာမျိုးအတွင်မှာအိန္ဒိယပြည်ကနေပြောင်းရွှေ့လာတဲ့ကလာလူမျိုးတွေကလည်းလာရောက်အခြေချနေထိုင်ကြပါရယ် အဲ့ကလာရီကကာလန်ကြီးဖောက်လို့စင်ကအလုတ်ကျန်းသမားများဖြစ်နေလာရောက်ခဲ့ကြရမှာကာလန်ပြည်ရဲ့ခါမှာမြိုင်သာမျိုးပြင်မှာတက်ကလီနာတို့ကကြုံရကြပန်းအလုတ်တွေလောက်ကင်ကြကနေထိုင်ကြသလိုအချို့မှာလည်းသူတို့တက်မြောက်တဲ့ပညာနဲ့အရာဝယ်လုပ်ငန်းများအတံမွေးမှုလုပ်ငန်းတွေကိုလောက်ကင်ဆောင်ရွက်အခြေချနေထိုင်ကြပါရယ်တရမှာတော့မေရော်ဂျမင်းနေထိုင်တဲ့နန်စီကိုကလာကြီးတူရောက်လာပါရယ်လက်အောင်ငယ်သားတွေကကလာကြီးကိုနန်းဆောင်တွင်ကိုခေါ်ဆောင်လာကြပါရယ် ကလာကြီးမှာအောက်မှာထိုးတီပတ်ထားပြီးအပေါ်မှာတော့ရွှေကြီးငွေကြီးများထိုးထားတဲ့လက်ပြတ်အင်ကြီးတစ်ထည်ကိုဝတ်ဆင်ထားပါရယ်ကရုံကိုပြောင်းမြောင်းကြုံထားပြီးခေါင်းပေါ်မှာခြေသားနဲ့ထိုးထားတဲ့အုတ်ထုတ်ပြော်ကလေးတစ်လုံးကိုစောင်းထားပါရယ်မျက်နှာခက်ရှိရှိဖြစ်ကထူထဲလာတဲ့နှကမ်းမွေကြီးများလည်းရှိပါရယ်မေတော်ရှင်မင်းကကလာကြီးကိုတီချဆိုင်ကြည့်ပြီးမောင်မင်းကိုအရှင်ကငါမမြင်ဘူးပါလားဟဲ့မှန်ပါကျွန်တော်နာမည်ကရာဂျီလို့ခေါ်ပါရယ်ကျွန်တော်ဟိုးအိန္ဒိယနိုင်ငံအထက်ပိုင်းကနေလာခဲ့တဲ့လူတစ်ယောက်ပါ အဲ့ဒီဘက်မှာစီးပွားရေးအဆင်မပြေလို့အခုမြိုင်သားမှာမိသားစုနဲ့အတူတူအခြေချပြီးတော့စီးပွားရေးလောက်ကိုင်းမယ်လို့စိတ်ကူးပါတယ်။မေတော်ရမေမှာခေါင်းညှိလိုက်ရင်စီးပွားရေးလောက်တာတော့ဟုတ်ပါပြီ။မင်းကငါစီကိုလာတာဘာကြောင့်များလဲ။ကျွန်တော်တို့ဟာမေယိုဖလာမှော့ပညာတွေကိုစွေစွေမျိုးဆက်တက်မြောက်ခဲ့ကြပါတယ်။အခုဒီနေ့ရောက်တဲ့အခါမှာဒီနေ့ကမှော့ပညာရှင်တွေဗမာတွေအခေါ်တော့စုံးတွေကိုအုပ်ချုပ်တဲ့မေတော်ရှိတယ်ဆိုတာသိလို့မေတော်ကိုလာရောက်နှုတ်ဆက်ရင်းနဲ့မဟုတ်အချို့တွေပူဆိုတာပါ။ရာဇူမှာလက်အတွင်းမှာကိန်းဆောင်လာတဲ့စက်ကူဘူးကလေးကိုဖွင့်လိုက်ပါတယ်။ စက်ကူပူကလေးတွေမှာအယောင်သေးဆုံလင်းလာတဲ့မုတ်အချို့တွေကိုတွေ့ရပါတယ်။မေရော်ရှမင်းမှာအဲ့ဒီမုတ်တွေကိုမမြင်ဘူးတာကြောင့်ကြည်နေပြီးမုတ်တစ်ခုကိုကယူလိုက်ကကိုက်ဝါလိုက်ပါတယ်။မုတ်အရာသားမှာချုပ်အီကစိတ်နေတဲ့အရာသားဖြစ်ပါတယ်။ဟွန်းစားလို့တော့ကောင်းတာပဲ။ဒါနဲ့မောင်မင်းတို့နေမှာရောစုံးနေပညာတွေအများကြီးရှိရလား။မမမေရော်ကျွန်တော်ရဲ့အရှက်မှာတော့မှောက်ပညာဆိုတာရှေးဘွားစင်ဆက်လက်စင်ကမ်းပြီးတော့တည်ဆောင်လာကြတဲ့ပညာတစ်ခုပါ။ မိသားစုရိုင်းလူရိုင်းဟာမှော်ပညာကိုအနည်းငယ်များတက်မြောက်ကြပြီးတော့မိသားစုတစ်ခုနဲ့တစ်ခုမှလည်းမတူညီတဲ့မှော်ပညာတွေကိုလက်ဆင့်ကမ်းပြီးတော့တည်ဆောင်လာခဲ့ကြကြောင်းပါဒီလိုလူရိုင်းနေပါမှော်ပညာတက်နေရဆိုတော့မောင်မင်းတို့စီမှာပညာတဲ့အချင်းချင်းတိုက်တာခိုက်တာတက်ဖြတ်တာတွေအမြဲဖြစ်နေမှာပေါ့အဲ့လိုတော့မရှိပါဘူးကျွန်တော်တို့စီမှာမှော်ပညာတက်မြောက်တဲ့လူတွေကတယောက်နဲ့တယောက်ညီအကိုတွေလိုပဲအေးအေးလူလူဆက်ဆံပါတယ်မေတော်ရမင်းမှာမျက်မှောက်ကျုံလိုက်ပြီးတစ်ဖြင့်မောင်မင်းတို့တွေကိုထင်းချောင်းအုပ်ချုပ်နေရလူရှိမှာပေါ့ရှိရတော့ရှိပါတယ် ဒေဗီ12ပါကျွန်တော်တို့တွေကိုအုပ်ချုပ်ပါတယ်။ကြောက်ရွံ့မဲ့ဒေဗီ12ပါအုပ်ချုပ်နေရတဲ့ကျွန်တော်တို့တွေရွာသားတွေအချင်းချင်းနေသားတွေအချင်းချင်းဖွဲ့ထားတဲ့အသင်းအဖွဲ့ကနေထိုင်းကုတ်အုပ်ချုပ်ပါတယ်။မေရော်ရမင်းမှာစိတ်ဝင်စားသွားပြီးအဲ့အသင်းအဖွဲ့အကြောင်းပြောပါအောင်ဒီလိုပါမေရော်ကျေးရွာကလေးတွေကိုတော့ရွာတာဝန်ခံတယောက်ကအုပ်ချုပ်ပါတယ်မြို့မှာကြတော့မြို့ရဲရဂုံတည်ကြီးမာတဲ့မော့ပညာတက်တဲ့မိသားစုတွေကတမိသားစုကိုတယောက်ကိုစားပြုပြီးတော့ဖွဲ့ထားတဲ့အဖွဲ့ရှိပါတယ်။အဲ့ဒါကိုရာတီလို့ခေါ်ပါတယ်။ အဲရာဒီအဖွဲ့ကနေဦးဆောင်မဲ့သူတွေရွေးချယ်ပြီးတော့အဖွဲ့ကနေပဲမော့ပညာရှင်တွေကိုအစဉ်အဆက်စည်းကမ်းတွေထုတ်ပြီးတော့အုပ်ချုပ်ပါတယ်။ဒီလိုအုပ်ချုပ်တော့လူတွေကလိုက်နာကြသလားကွ။ညသောအဖြစ်တော့လိုက်နာကြပါတယ်။ရာဒီအဖွဲ့ကနေအပြစ်ကျူးလွန်နေသူတွေကိုခုံရုံးဖဲ့စစ်ဆေးပြီးတော့အပြစ်ရှိမရှိကိုတေချာစစ်ဆေးပြီးတော့မှပြစ်ဒဏ်ပေးဖို့အတွက်ဒေဝီတွေကိုတင်ပြပါရတယ်။ဒေဝီတွေကထိုက်တင်တယ်လို့အပြစ်ပေးပါရတယ်။ဒီလိုလှုပ်လိုက်ခြင်းအပြင်ဒေဝီတွေလည်းအလုံးမရှုပ်တော့တယ်လို့မှပညာရှင်တွေအချင်းချင်းထိန်းကြောင်ကြတဲ့အတွက်ဒူးဆိုင်မှုတွေမရှိသလောက်နေပါသွားပါရတယ်။ မေတော်ရှင်မင်းမအဲ့ဒီချက်ကိုတွေးရှုကကျင့်နေနေမိပါတယ်။ဟုတ်တယ်။သူပြောရတဲ့အစီအစဉ်ကောင်းတယ်။ငါတို့မှလည်းဒီလိုအဖွဲ့အစည်းမျိုးဖွဲ့စည်းနိုင်ခဲ့ရတဲ့ဆိုရင်မေပြင်းကိုဒီအဖွဲ့အစည်းကနေအရင်ဆုံးတားဆီးနိုင်နေမယ်။မေပြင်းတကယ်လို့အရှိရက်ကိုပြန်လာပြီးငါ့ကိုရှံပြုမယ်ဆိုရင်တော့မှဒီလိုအဖွဲ့အစည်းကအရင်ဆုံးတားဆီးပေးနိုင်လိမ့်မယ်ထင်တယ်။မေတော်ရှင်မင်းမတွေ့တော်ပြီးကလားကြီးဘက်ကိုကြည့်လိုက်ကမမင်းတို့အရှက်မှာအဖွဲ့ဖွဲ့တယ်လို့ပဲငါတို့စီမှာလည်းအဖွဲ့ဖွဲ့ခြင်းနေဒီလိုအဖွဲ့အစည်းနဲ့အုပ်ထင်းအောင်ဆောင်ရွက်ခြင်းနေအဲ့ဒီအတွက်မမင်းအကူအညီများပေးနိုင်မလား ရာဂျီကခေါင်းညှိလိုက်ပြီးဒီအတွက်တော့မပူပါနဲ့မေရော့အကောင့်ထဲပေါ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့အရက်ကပုံစံမျိုးဖန်တီးလို့ရပါတယ်အေးကွယ်တကယ်ဆိုငါတို့အမြန်အကောင့်ထဲပေါ်ကြမယ်တကယ်ဆိုအမြင်မမင်းတို့မိသားစုလည်းချီးမြောက်မယ်အတိုင်းထက်အလုံးမှာပဲမေရော့တိုင်မဲ့ကျွန်တော်ကဒီအရက်မှာဧည့်သည်ဖြစ်လို့မေရော့တို့အရက်ကစုံပညာတဲ့ရာဂန်တွေဖိတ်ခေါ်ပြီးတော့အရင်တိုင်မြင်ဆွေးနွေးတက်ပါတယ်ဒီလိုနဲ့ညင်သာမြို့မှာရှိတဲ့ရွာကန်ဆုံးကဝေးတွေကိုမေရော့အမိန့်နဲ့ဖိတ်ခေါ်ရပါတယ် ဒါမြတာမကသေးပဲနဲ့မြန်တာမျိုးရဲ့ပါဝင်ခြင်းဒေတာတွေမှာရှိတဲ့စုံအဖွဲ့တွေကိုလည်းဖိတ်ခေါ်ပြီးစုံအသင်းဖွဲ့တခုပေါ်ပေါက်လာရင်အတွက်ကြိုးပမ်းပါတယ်မြန်မာမျိုးပေါ်မှာရှိတဲ့အစံလာကြီးမားတဲ့သုံးမိသားစုလေးစုနဲ့ရာချင်းမိသားစုတို့စုပေါင်းကအဖွဲ့တစ်ခုဖဲကြပါရယ်။ရာဒီဆိုတဲ့အမည်မှာကလားအမည်ဖြစ်တဲ့အတွက်မတင်လျော်လာတာကြောင့်မြန်မာမျိုးစုံအတင်းဆိုပြီးတော့တန်အမည်ပေးလိုက်ပါရယ်။အတင်းအုပ်ချုပ်ပုံအတင်းအဖွဲ့တိစားပုံနဲ့အတင်းဝင်များတင်မြှောက်ပုံကိုလည်းရာဒီအဖွဲ့ရဲ့ပုံစံအတိုင်းတတိယရဲယူကဆောင်ရွက်ခဲ့ကြပါရယ်။ မဲရော်နဲ့မဲပွဲမှာနန်းဆောင်အပြင်မှာစကားပြောဆိုနေကြပါရယ်မဲပွဲမှာမဲရော်ကိုမဲပြင်းတောင်းဝမကြည့်ခင်ရီကိုတိုင်တန်းပြောဆိုပါရယ်ဘာမဲပြင်းကငါခိုင်းတာမဟုတ်ဘူးရယ်လားဟုတ်ပါရယ်မိမိကြီးကဝေသားပိုက်ကိုသူ့ရဲ့လက်နဲ့မတက်နိုင်ခဲ့ပါဘူးပြီးတော့ကျမတို့ရောင်မှာပားရိုက်သွားပါသေးတယ်မဲရော်မှာခေါင်းညိတ်ပြီးတကယ်ဆောင်နေဘာမှဝင်မပြောနဲ့မဲပွင့်မဲပြင်းအခုမှပြန်လာမလို့စိတ်အခြေအနေမတည်ငြိမ်တာဖြစ်နိုင်သေးတယ်ဒီတော့ငါသူ့ကိုချုံမော်ပြီးတော့ပြောကြည့်စမ်းမယ် ဒီလိုနဲ့မေရော်နဲ့မေပွင်တို့မှာနန်းဆောင်ကြီးပေါ်တက်လာခဲ့ကြပါရယ်မနက်ခင်းထမင်းစားခြင်းဖြစ်တဲ့အတွက်ငွေရောင်နန်းဆောင်ကြီးတွေမှာထမင်းပွဲတော်အုပ်တွေကိုပြင်ဆင်ထားပါရယ်မေပြင်းကထမင်းဝိုင်းမှာထိုင်နေရကြမေပွင်မှာဝင်ထိုင်လိုက်ရပါရယ်မေပြင်းကမေပွင်ရဲ့မျက်နှာကိုမကြည့်ဘဲအကြည့်လွင်နေရပါမေရော်ကတလုံးမှာထိုင်လိုက်ပြီးမေပြင်းညီညာမေပွင်နှုတ်နဲ့လိုက်တော့အခြေအနေဘယ်လိုရှိသလဲမေရော်ကတိတိကျကျနဲ့တမင်မီလိုက်ခြင်းဖြစ်ပါရယ်အခြေအနေကတော့ဘာမှမထူးပါဘူး ဒါနဲ့ညီကဝေသားပိုင်မတက်ခဲဘူးစဟုတ်ပါရဲ့မမီညီဘာဖြစ်လို့တွန်းဆုံနေရလဲမဲပြင်းဘာဖြစ်လို့လဲဆိုတော့ဒီကဝေသားပိုင်ကကျုပ်နဲ့ဘာမှမဆိုင်လို့ပါမမီညီနဲ့မဆိုင်ဘူးရဲ့လားဟုတ်တယ်လေဒီကဝေသားပိုင်ကိုတတ်ဖို့ကမျက်နှာဖုံးစုပ်ခိုင်းတာရိအလုံးမဟုတ်လားဒါကြောင့်ကျုပ်နဲ့ဘာမှမဆိုင်လို့ပြောတာပေါ့ညီဒီလိုပြောလို့ရမလားအေးဘာပဲပြောပြောညီကမျက်နှာဖုံးစုပ်ခိုင်းရဲ့ပူရဲခိုင်းစုံဖြစ်နေပြီပဲလေခိုင်းရဲ့အရှိကညီရဲ့အရှိပဲပေါ့မဲပြင်းကမဲပွင့်ပေးထားတဲ့မျက်နှာဖုံးကိုထုတ်ကမဲရော်ရှေ့ကိုချပေးလိုက် จ้าไอ้ไข่เนี่ยก็เลยไม่วินชิงไม่มีแม่เปี้ยนี่บาผิดเนี่ยล่ะก้าวมิลินี่อ่ะดีไข่เนี่ยไม่วินชิงสรุปนี่บาสะลงมั้ยลูกใส่กูทาลูกเลยจ้าไอ้เปลี่ยนมั้ยอเมสีเปลี่ยนมั้ยโทรเข้ามาเมโรก็ฮ่าๆปะปะชิมอไล่ปาริชิไล่ย่าล่ะแม่เปี้ยนเยนี่ไอ้สรุปฮอรี่นานส่องจีเว้ยลินี่อ่ะอเมสรุปแล้วงาเบ้ไม่หอบมูล่ะนี่อ่ะเบ้ก็เปลี่ยนจินน่ะลิแม่เปี้ยนมาเมโรใส่จีบีဒီနေရာကြောက်ရဲ့အိမ်မဟုတ်ဘူး ဒီနေရာနန်းဆောင်ကြီးတစ်ခုပဲပြီးတော့ရှင်ကလည်းကျုပ်ရဲ့အမေမှမဟုတ်တာရှင်ကမိရွေးတယောက်ပဲမေတော်ကတလုံးကိုလက်နဲ့ပုတ်ပြီးမဲပြင်းညို့ငါမြှောက်စားထားလို့ညီကမော်ကြွားနေရများလားမဟုတ်ပါဘူးမမေကြီးကျုပ်ဘာလို့မှမမော်ကြားပါဘူးတာပြင်းဘာလို့ငါ့ကိုဆော့ဆော့ကားကားပြောဆိုတာလဲမမေကြီးကိုဘာမှမစော်ကားပါဘူးကျုပ်ဆက်လုပ်ချင်မယ့်အရာကိုပြပြယုံလေးပါမေတော်မှဒေါသမပြေသေးပါဘူးကဲညီကအင်းကိုပြန်ချင်ပါပြီတဲ့ မေတော်ရမေကညီကိုနင်းနင်းထားတယ်မဟုတ်လားညီဒီစီကနေဖောက်ပြီးတော့ဘလို့အိမ်ပြန်မလဲမေပြင်းမှာဘာမှမတုံ့ပြန်တော့ဘဲခါးကြအတွင်မှာအနေရောက်တော့ကလေးကိုထောက်ကမေရောစီကိုလှမ်းပေးလိုက်ပါတယ်မေရောမှာတော့အမြင်နဲ့ကအလွန်အံ့ဩသွားပါတယ်အော်လက်ဆတ်တော့ညီကအကြံစီရှိပြီးသားဦးမှန်ပါတယ်မေမေကြီးအရင်အိမ်ပြန်လို့မရပါဘူးအခုတော့ပြန်လို့ရသွားပါပြီမေရောရဲ့စီးမြင့်အမှတ်48အရာ ဆုံးတယောက်ရဲ့မွေးရစာတီကနေနင်းနင်းထုတ်လို့မရနိုင်တော့ပါဘူးမေရောမှာတောက်တစ်ချက်ခောက်လိုက်ပါတယ် ညီတော်တော်လူပါဝလာတာပဲမေပြင်းမပြန်ရဘူးညီဘယ်နည်းနဲ့မှမပြန်ရအောင်ညီဒီကနေခြေတလန်းတော့မခွာရအောင်မေပြင်းမှာစိတ်ကိုထုံထုံချလိုက်ပြီးကျုပ်ကမေမေကြီးဆရာလေးခွင့်ကြောင်းနေရမှာမဟုတ်ပါဘူးမေမေကြီးအသိပေးနေရပါမေပြင်းညီကအဆုံးဆုံးထိစက်တိုးမယ်လို့တွေးထားတယ်ပေါ့ကျုပ်ရဲ့စိတ်ကိုမေမေကြီးအသိဆုံးဖြစ်မှာပါမေရောကခေါင်းတဆတ်ဆတ်ညှိပါတယ်ပြီးရင်တော့ဘာမှမပြောဘဲအတန်ကြာစဉ်းစားပါတယ်ကောင်းပြီမေပြင်းညီရဲ့မေကိုညီအောင်မေနေမယ်ဆိုတာငါနားလဲပါတယ် ဒီတော့ဒီလိုလုပ်ပါညီအမေအရှိရက်ကနေငါခေါ်ပေးမယ်ညီနဲ့ညီအမေနဲ့ငါအနေနဲ့ကနေအေးဆေးရတဲ့နေရာမှာနေကြပါဦးညီတို့အတွက်အိမ်ကောင်းကောင်းစောက်ပေးမယ်ပြင်အိမ်တွင်းပြိဘောကရီနဲ့ခိုင်းမှုပြုဖို့ကြုံနေပါတယ်လဲငါအကုန်စီစဉ်ပေးမယ်ပြောမယ်ဆိုရင်အေးညီတို့သားမိကိုလူလေသေးမရှိအောင်ငါထားမယ်ဒီလိုဆိုရင်အဆင်ပြေမလားကျုပ်ကမေမေကြီးနဲ့ဆွေးနွေးကြမှရှိပါဦးမေမေကျုပ်ဆုံးဖြတ်ပြီးသားအတိုင်းပဲလုပ်မှာပါမေပြင်းညီငါ့ကိုကန့်လန့်တိုက်နေတာဘာသဘောလဲဘာသဘောမှမဟုတ်ပါဘူးကျုပ်ရဲ့အမေကိုတစားကန်အဖြစ်နဲ့မဖြစ်စေချင် မဲတော့ကခက်ရက်ရက်ပြောင်းလိုက်ပြီးတော့မဲပြင်းညီးသိထားတာတွေမှားနေပြီညီတို့ဘသူကသွေးထုတ်လိုက်တယ်ဆိုတာငါသိတယ်ဒီမှာငါပြောမယ်ညီတို့ငါအတုံးချဖို့တသက်ခေါ်လာခဲ့တာမဟုတ်ဘူးဆိုတာညီးသိထားဖို့ကောင်းတယ်တေကာနီညီးအတက်ကိုရမင်းလက်ထရကဲထုတ်ခဲ့တာငါပါဟဲ့ဒါဆိုရင်ဘာဖြစ်လို့အဲ့တော့အမေကိုမကယ်ခဲ့တာလဲမဲတော်ကဖြေစရာစကားမရှိတော့ပါဘူးဒါဆိုရင်ဘာဖြစ်လို့အဲ့တော့ဖဖွားအိနဲ့တကြီးဥရှင်မှာဘိုးကျော်စာတော့မကယ်တင်ခဲ့တာလဲ မေရောကမေပြင်းကိုအကြည့်လွှဲလိုက်ပါတယ်။ဖြေးစားမှမေမေကြီးရဲ့ဘာဖြစ်လို့များသူတို့မကဲပဲနဲ့ကြောက်ကြောက်ထဲကိုကဲခဲ့တာလဲ။ဘာလဲသူတို့ကအတုံးမကြလို့မဟုတ်လား။သူတို့ကမေမေကြီးရဲ့လုပ်ငန်းတွေမှာဘာအကျိုးမှမပြုနိုင်လို့သူတို့မကဲပဲနဲ့ကြောက်ကိုသာအတုံးချခြင်းတသက်နဲ့ကဲတင်ခဲ့တာမဟုတ်လား။တော်စမ်းမေပြင်းငါ့အထာရီဆက်မပြောနဲ့တော့။ညီကငါ့ကိုအမေလို့တော့မှမသတ်မှတ်တာ။ငါကလည်းညီကိုတမိအဖြစ်မသတ်မှတ်တော့ဘူး။ဒီနေ့ဒီချိန်ကနေစပြီးညီနဲ့ငါနဲ့ပြတ်ပြီ။ညီကညီလှုပ်ချင်တာသာလှုပ်ပြီးတော့မေရောမှာဒေါသထွထွန်းနဲ့ထထွက်သွားပါရဲ့။ မဲပြင်းကိုမျက်ဆောင်တို့ကစိုက်ကြည့်နေတဲ့သူကတော့မဲပွင့်မှာမဲပြင်းနှစ်လောက်ရက်တည်းတော်တော်လွန်နေပြီနော်မေမေကြီးကနေ့ပေါ်ဒီလောက်ကောင်းရတာနဲ့နေဘာဖြစ်လို့ဒီကနေထွက်သွားခြင်းဟာလဲဘာဖြစ်လို့လဲဆိုတော့ဒီနေရာကငါနေရမယ့်နေရာမဟုတ်ဘူးမဲပွင့်ငါအနေနဲ့မတူငါမှာတက်ရှိထင်ရှားအမေရှိနေသေးတယ်ငါအိုးငါအိမ်ငါရွာဆိုတာရှိသေးတယ်မဲပွင့်ရဲ့နေ့လို့တကောင်းချက်မဟုတ်ဘူးမဲပွင့်မှာအလွန်ထွားသားထွက်ပြီး အရင်ကနင်းနဲ့ခင်မင်ခဲ့ဘူးတာတွေကိုထောက်နေလို့နင့်ကိုပြောချင်တယ်ပြောခွင့်ပေးထားရနော်မေပြင်းမဟုတ်ရင်ငါလက်ချက်နဲ့အပိုင်မိုက်ပြတ်ပြီးတော့တေးတာကြပြီဟဲ့ငါကလေနင်းနဲ့ခင်မင်မှုတာကိုထောက်ထားလို့နင့်ကိုကောင်းကောင်းမွန်မွန်ပြောနေရပေါ့မေပွင်းရဲ့ဒီတော့ငါလောက်ရကမွေးပါမှာနဲ့ငါလောက်မဲ့အလုံးနေမတားပါနဲ့ဘသူပါခိုင်ခိုင်ငါနဲ့ပတ်သက်တဲ့အရာဆိုရင်နင်ဝေးဝေးရရှောင်နေလိုက်တာကောင်းမယ်မဟုတ်ရင်တော့နင်နာကျင်ရလိမ့်မယ်မေပွင်းမေပွင်းနဲ့မေပြင်းတို့မှာတယောက်မျက်နှာတယောက်ကြည့်ပြီးအချိန်နေတင်းမာကုန်ပြီဖြစ်ပါရဲ့ ဲ့အဖြစ်ကိုသိလိုက်တဲ့မောင်ပေါ်ကဟင်းလေးဦးပိုက်ကအနားကိုတူကန်လာပါရယ်ကဲကဲကဲစကားပြောတာလဲပြောတာပေါ့လူမအစားဆိုတာလဲအရေးကြီးရမဟုတ်လားအရေးကြီးတုံးမမစားဖို့တောက်ဖို့အရှင်ကထိတ်ဆုံးကနေရယူထားတယ်မဟုတ်လားဒါကြောင့်မဟုတ်တဲ့စကားလည်းမပြောပဲအေးအေးဆေးဆေးစားတောက်လိုက်ကြစမ်းမမောင်ပေါ်ကရေးကြက်ကြက်နဲ့ပြောတဲ့အခါမှာမေပြင်းစိတ်ကိုရှော့ချလိုက်ပါရယ်ကဲမေပြင်းနေပါဟင်းနဲ့စားမလဲဘူတီဟင်းနဲ့စားမယ် မဲပြင်းပြောလိုက်တဲ့အခါမှာမောင်ပိုးရဲ့ပြုံးလေးရဲ့မျက်နှာတိကျသွားတယ်လို့မျိုးမဲပွင့်ရဲ့မျက်နှာကလည်းခက်ထန်ကြမ်းတမ်းလာပါရဲ့မဲပြင်းမဲနောက်နေရမဟုတ်လားနောက်နေရမဟုတ်ဘူးဦးမောင်ပိုးကျုပ်တကယ်ပြောနေရဒီနေ့တော့ဘာကြောင့်လဲမသိဘူးသီးဟင်းဘူးသီးကြောင့်နဲ့ထမင်းစားခြင်းနေအဲ့ဒီအခါမှာမဲပွင့်ကထမင်းအုပ်ကိုလက်နဲ့ပိန်ဆိုင်လိုက်မဲပြင်းညစ်တတော်မိုက်ဆိုင်နေပါလားမဲမေကြီးအသက်ကိုဘူးသီးကြောင့်တည်းကိုထည့်ထားလို့ဒီလိုအချိန်မှာဘူးသီးဘူးညုံမစားရဘူးဆိုတော့ညီမသိတာလားမသိကြအောင်စောင့်နေရလားငါစားကျင်တော့ငါပြောတာလေမဲပွင့်ရဲ့ ညကြားရနေဘာဖြစ်နေရလဲမပေါ်မှာမေပင်းရဲ့ထမင်းအတွင်ကိုဘူးတီဟင်းများကိုခတ်ထည့်ပေးလိုက်ရမှာမေပင်းကဘူးတီဟင်းများနဲ့ညင်ရေရှက်ရေစားတော့ပြလိုက်ပါရယ်မေပွင့်ကအဲ့ဖြစ်ကိုကြည့်ရင်ဒေါသထွတ်ထွတ်နဲ့အပြင်ကိုထထွတ်သွားပါရယ်မပေါ်နဲ့မေဦးမှာမေပင်းအနီကိုတွေ့ကပ်လာပြီမေပင်းရဲ့ဘာဖြစ်လို့မေရော်နဲ့အတိုက်ခံနေလောက်ရတာလဲအခုလည်းနောက်မကြသေးပါဘူးမေရော်တောင်းပန်လိုက်မေရော်ပြန်လက်ခံမှာပါမေပင်းကခေါင်းခိုင်းကျုပ်ဒီတခါတော့အတီးပြောတာပါတကယ်ပါကျုပ်ပြန်မယ်အရှိရက်ကိုပြန်တော့မယ် တဦးနဲ့တဦးတွေ့ဆုံပြီးခွဲခွာရတာထုံးစံဆိုပြီးမှဒီလိုမျိုးတင်းတင်းမာမာနဲ့ခွဲခွာရတော့မကောင်းဘူးမဟုတ်လားမေပြင်းမေမေရသူ့ရဲ့လူပါကြောင့်သာတင်းမာနေရပါတကယ်တမ်းသူသာဖြူဖြူစင်စင်နဲ့ကြက်ကိုချက်တယ်ဆိုရင်အိမ်ပြန်မယ်ဆိုတော့ជីជីဖြူဖြူနဲ့ခွင့်ပြုပေးရမှာပေါ့ဒါတော့ဟုတ်တယ်မေပြင်းမေရောကမင်းကိုအများကြီးမျှော်လင့်ထားခဲ့တာအခုသူမျှော်လင့်ထားတယ်လို့မဖြစ်လာတော့ဒေါသလည်းထွက်ရှက်လည်းရှက်သွားလို့ရတယ်မေပြင်းဘာပဲဖြစ်ဖြစ်မင်းရဲ့ဆုံးဖြတ်ချက်ကိုငါတို့မတားနိုင်တော့ဘူးဆိုတော့မေရောမင်းကိုခွက်လုပ်ပါစေလို့ပဲဆုတောင်းပေးပါတယ် မဲပြင်းမှာမောင်ပူတို့နှုတ်ဆက်ပြီးရနောက်နန်းဆောင်မောင်ကနေဆင်းလာခဲ့ပါရယ်နန်းဆောင်ရဲ့အောက်ပဆန်းချောင်းကလေးစီရောက်တဲ့အခါမှာနန်းဆောင်ကြီးကိုတချက်လှဲ့ကြည့်လိုက်ပါရယ်ဒီတခါတော့တကယ်နှုတ်ဆက်ခဲ့ပါရယ်မိမိကြီးမိမိကြီးရဲ့ကျေးဇူးတွေကကျုပ်ပေါ်အများကြီးရှိရယ်ဆိုတာသိပေမဲ့ဒီရက်ဟာကျုပ်မနေတဲ့အရှက်မို့လို့ထွက်ခွာသွားတော့မိမိကြီးနားလဲပေးနိုင်လိမ့်မယ်လို့ထင်ပါရယ် မဲပြင်းဟာစံကြောင်းကလေးစီကိုဆက်လျှောက်သွားရင်နဲ့နန်းသုံးဆောင်လှည့်ကြည့်လိုက်တဲ့အခါမှာနန်းသုံးဆောင်မှာတဖြည်းဖြည်းပြောက်ပွဲသွားကမြင်မလာတဲ့တောင်ကမ်းမယံကြီးတစ်ခုကိုသာမြင်တွေ့လိုက်ရပါတယ်။ကြောက်ကူကြီးတစ်ခုအတွင်ဝဲမျက်နှာဖုံးစုပ်ဝစ်စင်ထားတဲ့မိန်ကလေးတွေနဲ့ပြည်နေနေပါတယ်။ညနေဖို့ဆိုခိုင်းတဲ့အင်အားအလုံးပေါင်းပေါင်းစည်းထားတဲ့အတွက်ရခင်နေများတဲ့ဂိုင်းအဖွဲ့ဝင်အင်အားပုံမများပြပါရယ်။နေရုပ်ချူရဲ့ရှိမှာတော့ဂျာလီတလက်ကင်ထားတဲ့မဲပွင့်ကမတန်ရပါရယ်။မကြခင်နေရုပ်ကြီးရဲ့လက်ဝါးစီကိုရွှေရောင်အလင်းလုံးလေးလုံးပြုတ်ကျလာခဲ့ပါရယ်။ နတ်ဖျားမအမိန်တော်ချမှတ်လိုက်ပြီမဲပွင့်ကအော်ဟင်းရင်ရွှေရောင်အလုံးကလေးကိုဖွင့်ကြည့်လိုက်ပါရီပြီးရင်တော့မျက်နှာတို့ချက်မဲပြုံပြုံလိုက်ရင်ဒီနေ့နတ်ဖျားမအမိန်နဲ့ရှင်းလင်းတုတ်တင်ရမယ့်လူကတော့အရှိရက်ကိုဦးတည်သွားနေတဲ့မဲပြင်းဆိုတဲ့မိန်ကလေးတယောက်ကိုပဲထို့အခါမှာမျက်နှာဖုံးဆုံမိန်ကလေးတွေကလက်သီးလက်မောင်းတန်းကအော်ဟစ်ကြွေးကြော်လိုက်ပါရီဒီပြက်မဟာအလွန်အစစ်မြင့်တဲ့အတတ်ပညာတွေတက်မြောက်ထားတဲ့သူမျိုးလို့ပေါ့ပေါ့ရော်ရော်မလို့ပဲတတိကြီးကြီးထားပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ် တကယ်လို့ဒီလိုတတ်နိုင်ပြီသူ့ခေါင်းယူဆောင်လာနိုင်တဲ့သူကိုနတ်ဖျားမှာအဆက်၅၀တုံ့မြင့်ပေးပြီးထူးဆန်းတဲ့ပညာရည်ကိုလည်းတင်ကြားပို့ချပေးလိမ့်မယ်။မျက်နှာဖုံးဆွထားတဲ့မင်းကလေးတွေကကောင်းကျင်းလဲကြပြီးရဲ့နောက်ဝိယုံခေါင်းဆွတွေကိုဆွချလိုက်တဲ့အခါမှာအားလုံးပြောက်ွယ်သွားကြပါရဲ့။မဲပွင့်မှာဓာနီကိုထုတ်ကဆွဲကန်လိုက်ပြီးမဲပြင်းမေမေကြီးကိုစန့်ကျင်တဲ့သူကဘတော်မှအဆုံးသတ်မလှနိုင်စွာနင်းသိစေရမယ်။အဲလုံရှိရွကကြောက်ကူကြီးအပြင်းမစီကိုထွက်ခွာသွားပါရဲ့။ဟုတ်ကဲ့ပါရှင်။ ီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်။နောက်ရက်တွင်မှလည်းကြန့်ရှိနေသေးတဲ့အပိုင်းစံလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးကြတဲ့ပရိသတ်ဦးတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ရှင်။